ျွန်တော်တို့ရဲ့နေအဖွဲ့စည်းကြီးတစ်ခုလုံးဟာအာကာသထဲမှာအချိန်ပြင်းပြင်းနဲ့အတွဲလိုက်ကြီးပြန်တန်းသွားနေပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကအချိန်နဲ့အမျှအရွေးရှာနေပါတယ်။အကယ်၍သာကျွန်တော်တို့အနေနဲ့အတိတ်ကိုအချိန်ခီးသွားလို့ရရပဲဆိုပါစို့။လုံခဲ့တဲ့တနာကြီးကကျွန်တော်ရှိနေတဲ့နေရာအတိအကျကိုအချိန်ခီးသွားပြီးတော့ကျွန်တော်ပြန်လာနိုင်ခဲ့မယ်ဆိုရင်အဲ့ဒီပြန်လာခဲ့တဲ့အနာဂတ်ကကျွန်တော်ဟာကဘာပေါ်ပြန်ရောက်လာမှာမဟုတ်ဘဲနဲ့မှောင်မဲနေတဲ့အာကာသဟင်းလင်းမြေတနေရာကိုပဲရောက်နေမှာဖြစ်ပါတယ်။ အဲ့ဒီနေရာဟာလွန်ခဲ့တဲ့တနာကြီးကကဘာကြီးအကာသာထဲမှာရှိခဲ့တဲ့နေရာသာ ဖြစ်ပြီးအခုလက်ရှိကဘာကြီးကတော့နေဖွဲ့စည်းကြီးတစ်ခုလုံးနဲ့တူနောက်တနေရာကိုရောက်နေပြီမို့လို့ပါပဲဒါကြောင့်မို့အကာသာထဲမှာတနေရာနေတနေရာခီးသွားတာကဘာပေါ်မှာလို GPS ကြည့်ပြီးသွားရုံနဲ့မရပဲနဲ့တွေ့ရချက်ရအလွန်ရှုပ်ထွေးလာပါတယ်အင်္ဂါဂျိုသွားကျင်နေဆိုရင်လက်ရှိကောင်းကင်မှာမြင်နေရတဲ့အင်္ဂါဂျိုရဲ့ပုံရိပ်ရှိနေတဲ့နေရာကိုတက်တက်သွားလိုက်ရုံနဲ့မရပါဘူး ွားမဲ့ခီးကြတဲ့ဦးသေးချာတွက်ချက်ပြီးတော့အဲ့အချိန်မှာအင်္ဂါဂျိုရောက်နေမယ့်နေရာကိုသွားမှကျွန်တော်တို့ရဲ့အာဂါဒရင်လည်းရောက်အင်္ဂါဂျိုလည်းအဲ့ကိုရောက်အလို့ဆုံးတွေ့ကြမှာဖြစ်ပါတယ်။